ဒါကပြည်သူကိုတတ်တာပြည်သူကိုတတ်တာပဲဘာဖြစ်လို့ဆိုသူတို့တွေအဲ့လိုလှုပ်လိုက်ခြင်းအဖြစ်အချိန်ကြီးအများကြီးကုန်သွားတယ်အချိန်ကြီးအများကြီးဆွဲလိုက်သလိုဖြစ်သွားတယ်မင်္ဂလာပါဗျဟိုငလင်ဘေးပေါ့လေငလင်ဘေးကတော့ပြည်သူတွေအာတေဆုံမှုနှုံးနေဆိုလဲအခုထိမြင့်တက်နေတော့မယ်ဒီကတည်းကတန်ရရတဲ့ရေတွက်တွေဆိုလဲအများကြီးပဲပေါ့နော်ကေဇေးတွေဆိုလဲ ခုချိန်ထိတောက်လျှောက်လုံနေကြတော့မဲဒါစကိုင်းမကွေးမန္တလေးအဲဒီလိုစတဲ့နေရာတွေမှာဆိုစကိုင်းဆိုအများကြီးမြို့ရဲ့ဒါ80ရာခိုင်နှုန်းလောက်ထိကိုပျက်စီးသွားတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်ဒါကေဇေးတွေဆိုလည်းမလောက်မငအနေထားအထိဖြစ်သွားတယ်အဲပြင်းပြင်းထန်ထန်ကြီးလှုပ်လိုက်တာပေါ့နော်လှုပ်ပြီးတော့အခုထိကိုဒါငယ်လေးနေညင်သက်မှုမရှိသေးတဲ့အနေထားဆိုတော့ကေဇေးရဲ့အင်အားဘလောက်များများကိုပဲဒါကျွန်တော်တိုင်းပြည်နေထားရဒါဒုက္ခရောက်တဲ့ပြည်သူတွေကမလောက်ငါဘူးပဲဖြစ်နေမှာပဲဗျာဘာလို့လဲဆိုတော့ နေရာအနှံ့ဖြစ်သွားတဲ့ဖြစ်ပြတဲ့အဖြစ်ပြက်ကြီးတွေကပြတော်တော်ကိုဆိုးဆိုးရွားရွားကြီးတွေပေါ့နော်အဲတော်တော်ကိုကြမ်းကြမ်းတမ်းတမ်းအနေထားမျိုးကိုကျွန်တော်ပြည်သူတွေကရင်ဆိုင်လဲရတာဖြစ်တယ်အဲအဲကြောင့်မလို့ဒါကေဇေးကြီးတွေကတော့အခုထိရှိနေတော့မယ်အဲပြီးတော့ဒါငလင်တန်ခန်းစားရတဲ့နေရာတွေမှာအခုချိန်ထိဒါကေဇေးကြီးတွေလုံနေရတော့မယ်ငလင်တန်ခန်းစားရတဲ့နေရာတိုင်းမှာအခုချိန်ထိဒါကေဇေးကြီးတွေကတော့ဒါနေရောညပါလုံနေရတဲ့အနေထားဖြစ်တယ်ဗျချို့ဆိုရင်ဒါတော်တော်လေးကိုချင်းနေဆိုးတယ်အဲဒီပျက်စီးနေတဲ့ပျက်စီးပုံကြီးတွေအောက်မှာပေါ့နော်အခုချိန်ထိ အတန်ပေးပြီးတော့တစားစားအခုညီတောင်းနေတဲ့အတန်တွေလည်းညံနေတာပဲပေါ့ဗျာအဲပြီးတော့ဒီကျောင်းအချက်ပေးတာရှိတယ်လေအဲဆိုတာအထဲထဲမှာအသက်ရှိသေးတယ်အသက်ရှင်သေးတယ်အဲရှိနေသေးတယ်ဆိုတာဒါရှိချောင်းပြပါဆိုရင်အဲ့လိုမျိုးတစ်ခုခုနဲ့ဒါခောက်ခိုင်းတာမျိုးထုခိုင်းတာမျိုးပေါ့နော်ထုရိုက်တန်နေပေးတာမျိုးအဲ့လိုပုံစံမျိုးပေးခိုင်းတဲ့အခါမှာအထဲထဲကနေပြီးတော့အတန်တွေထွက်လာရရှိတယ်အဲတကယ်ကိုဒါဒုက္ခဒုက္ခရည်နဲ့အများကြီးရင်ဆိုင်နေရတဲ့အနေထားပေါ့ အဖြစ်ပြက်တွေအားလုံးကတော့ဒါရင်နာစရာတွေကြီးပဲပေါ့ဗျာဒါအချို့ဆိုရင်ဒါမိသားစုလိုက်ပျောက်သွားတယ်ဗျာမိသားစုလိုက်အသက်ဆုံးရှုံးသွားတယ်မိသားစုလိုက်ဒါငလင်တန်ခံစားပြီးတော့ဒါလုံးဝအသက်ဆုံးရှုံးသွားတယ်ဗောလေနော်ဒါချို့ကြတော့လေဒါဗီဒီယိုဖိုင်လေးတစ်ခုဆိုကျွန်တော်လည်းတင်ထားပါဗောနော်ဒါအဖေလုပ်တဲ့သူကဒီနေရာလေးတစ်ခုကိုညွှန်ပြပြီးပါဗောနော်ဒီနေရာလေးဗောနော်ဒါကျွန်တော်သမီးလေးပါသွားတာဆိုပြီးတော့အဲ့လိုမျိုးပြောရင်းနှီးကိုစို့နှိမ့်နေရပဲဗျာဒါပြီးတော့ဒီပြန်ပြီးတော့လွတ်မြောက်လာတဲ့သူတွေအတွက်လည်းတကယ်ကိုဝမ်းသာပါတယ် ဟိုတော်တော်ကိုခက်ခက်ခဲခဲအနေထားနေပြောကေစေရတဲ့ပုံစံမျိုးကြီးလည်းတွေ့ရရဗျာအဲချို့ဒါတကယ်ကိုဘောနော်ဟိုတန်ရုံးစင်တရားတွေမေတ္တာတရားတွေလည်းကျွန်တော်မြင်ရတွေ့ရတယ်ဟိုလုံးဝဒီငလင်းတန်းခန်းစားနေရတဲ့အချိန်မှာဟိုတိုက်ပေါ်မှာဗောနော်ဒါမှန်ဟိုမှာဖြစ်နေမှန်မှန်တုတ်နေအလौသမားထင်တယ်ဒီအလौသမားတယောက်ဆိုလဲအဲဒီငလင်းလှုပ်လို့ရေတွေကလုံးဝရှန်ကြအဆောက်အဦတစ်ခုလောက်ရိမ့်ချိုးနေတဲ့အချိန်မှာလုံးဝဒီသူ့ပြုတ်ကြမသွားအောင်လို့ဒါသူ့ရဲ့တငယ်ချင်းဖြစ်တဲ့သူကအပေါ်ကနေပြီးတော့ ဒါဘဲမှာထွက်မပြေးဘဲနဲ့ပေါ့နော်ဒီကျိုးလေးကိုဆွဲထားတဲ့ပုံစံမျိုးတွေလည်းကျွန်တော်တို့တွေ့ရတယ်အဲပြီးတော့ဒါတက်ဆွန်ဆံပြားနဲ့ကေဇယ်နေတဲ့ဒါကေဇယ်ကြီးအဲအဖွဲတွေကိုလည်းအများကြီးတွေ့ရတယ်ဗျာဟိုရင်နာဆရာကြီးတွေပေါ့နော်ဒါတရက်တရက်ကြည့်ရရင်ဗျာကျွန်တော်ဆိုဒီရက်ထဲမှာဗီဒီယိုကိုလုတ်ချင်စိတ်လည်းမရှိဘူးပြောချင်စိတ်လည်းမရှိဘူးဒီဟာတွေပဲကြည့်ပြီးတော့ငါတို့ဘာလို့အဲ့လောက်ထိငါတို့ဒီမှာကန်ဆိုးနေရတာလဲငါတို့ပြည်သူတွေကြောင့်မှဒါမျိုးတွေခံစားနေရတာလဲဆိုပြီးမေးခွန်းနေပဲခဏခဏမေးပြစ်တယ်ပေါ့နော် ဒီလိုအခြေအနေမျိုးကြုံနေရတဲ့ပြည်သူပေါ့နော်အဲဒုက္ခအတိရောက်နေတဲ့ပြည်သူအပေါ်မှာမှဒါအမျက်ထုတ်ခြင်းနဲ့မရောလိုက်လို့သံတော်စားမျိုးကလည်းတသက်ကိုရှိတာဗျာဒီလားအဲလက်ကောင်ဆိုလေဒါငလင်ဖြစ်ပြီဆိုတဲ့အချိန်ကြတော့ဒါအပြင်ထွက်လာတယ်ထွက်လာပြီးတော့ဒါဟိုကလိုက်စစ်သလိုအဒီကလိုက်ညွန်ကြားသလိုအသူသူပဲဒါတွေကိုဒါထဲထဲဝင်လုံနေသလိုဆိုပဲပုံစံမျိုးတွေရုပ်တွေပါထွက်ပြလာတယ်ဒါကြီးကညွန်စရာကောင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့တွေ တို့တွေသာတကယ်ပြည်သူကိုစေနာရှိတယ်ဆိုရင်အများကြီးပြင်ဆင်ထားလို့ရတယ်။ဘာလို့လဲဆိုတော့ဒီမြန်မာနိုင်ငံကဒီစကိုင်းပြည့်ရွေကျော်လို့ဒီငလျင်ကျော်တွေပေါ်မှာတည်ရှိနေတဲ့နိုင်ငံတစ်ခုဆိုတာတို့တွေသိထားပြီးသားအဲအဲ့လိုမျိုးသဘောဘေးအနေဖြစ်လာပြီးဟေးဆိုရင်ငါတို့ဘလိုမျိုးအမြန်ဆုံးနဲ့ဒါပြည်သူကိုဘေးကင်းအောင်လုပ်မလဲဆိုတဲ့အစီအမံတွေပစ္စည်းပစ္စည်းရတွေကေဆေးပစ္စည်းတွေဒါမျိုးတွေကိုသူပြင်ဆင်ထားတင်ပြင်ဆင်ထားလို့ရတယ်ပေါ့နော်တကယ်သာစေနာရှိတယ်ဆိုရင်ဒါမျိုးပုံစံမျိုးလုပ်ထားရအောင်တို့ကိုတို့အစိုးရလို့ခံယူထားတယ်ဆိုရင်ပေါ့ ညမလဲမှန်ပါတယ်အခုကဒီကောင်ကသူကတရားမဝင်ဘောနော်သူကသူလှုပ်ယူထားတဲ့ဆိုရဖြစ်နေတော့ဒါမျိုးပုံစံမျိုးလဲသူကပြင်ဆင်ထားမှာမဟုတ်ဘူးပြည်သူလည်းစေနာရှိတာမဟုတ်ဘူးကျွန်တော်ထင်တယ်အဲ့ငယ်လေးလှုပ်တဲ့နေ့ကဒီကောင်အပြင်ထွက်လာတယ်ဆိုတာကလည်းသူရှိနေတဲ့အဆောက်အဦပြိုကျမှာဆိုလို့လမ်းပေါ်ထွက်လာတယ်လို့ပဲကျွန်တော်တို့မြင်ယူဆတယ်ဘောနော်ဒါကြောင့်မလို့ပဲထပ်ပြီးတော့သူကြားတဲ့သတင်းပေါ့ငလင်ရထပ်ပြီးတော့ရှိသေးတယ်ထပ်ပြီးလှုပ်နိုင်ရရှိသေးတယ်ဆိုတော့အဲသူအပြင်ထွက်ပြီးတော့ဒါလမ်းပေါ်မှာထွက်နေတဲ့ပုံစံမျိုးလို့ပဲကျွန်တော်တို့ယူဆတယ်ဗျာအဓိကတော့သူတေမှာကြောက်လို့ပဲမြင်တယ်ပြည်သူတို့စေနာမရှိတာတေးကြတယ် ဒီလိုမျိုးအကြီးအကျယ်ပေါ့နော်အဲတူတူငါငါဒုက္ခဒုက္ခတွေရောက်ပြီးတော့ဒီဘေးဒဏ်ကိုခံစားနေရတဲ့အချိန်မှာတာဝန်သိပြည်သူတွေရဲ့လောက်ရက်တွေကလည်းတကယ်လေးစားစရာကောင်းတယ်ဗျာအဲချိုးပြည်သူတွေဆိုရင်ဒီလုံးဝငလင်ဘေးကြောင့်မလို့ပေါ့နော်ဒီလျှက်စမီတွေပြတ်တောက်သွားတယ်လုံးဝအဆက်အသွယ်တွေပြတ်တောက်သွားတယ်အဲအဲ့လိုအနေထားမျိုးမှာဖုန်းတော်မှာအားသွင်းဖို့ခက်ခဲတဲ့အနေထားဘာလို့လဲဆိုတော့အချို့ကနိုင်ငံရရရောက်နေတယ် အဲဒီဒီထားပါတော့ထိုင်းမှာလည်းဒါဆောက်ဝေးပြိုသွားတော့ဟိုအဲကြအဲ့လိုနေရာကအဖွဲတွေဆိုရင်လည်းဘလိုအခြေအနေရှိလဲသူတို့သိကျင်ကြတယ်မိသားစုတွေပါကြတယ်အဲပြီးတော့ကြာချိုးကြတခြားမျိုးမှာရောက်နေတယ်အဲသူတို့ဒါမိသားစုရှိတဲ့မျိုးကဒါမျိုးတွေဖြစ်တယ်အဲအဲ့လိုမျိုးဆိုရင်ဒါဒုက္ခဒုက္ခတွေရောက်တော့ကြတော့အဲ့လိုမျိုးအနေထားကိုကုညီနိုင်ဖို့ဆိုပြီးတော့ဒါလျက်စစ်မီအခမဲ့ဖုံးအားသွင်းလို့ရအောင်ပြင်ဆင်ပေးတာတွေဘီးဆက်တွေနှိုးပေးတာတွေ အဲပြီးတော့ကျတော့စာရေးတောက်ရေးအတွက်ပေါ့နော်အဲသူတို့ဆိုင်မှာအခမဲ့စားလို့ရပါတယ်ဆိုပြီးတော့ဒီဥစ္စာကိုဒါ online မှာနေပြီးတော့ကြီးညာပေးတာတွေအလုံးအောင်စေနာပါပါပေါ့ဗျာတည်လားဒါကြီးကိုလုံးဝမတို့လက်ဆိုင်နေမတို့လက်တနေလောက်ကူညီမယ်ဆိုတဲ့စိတ်နဲ့ဝိုင်းပြီးတော့ကြိုးစားပေးနေတဲ့ပြည်သူတွေလည်းတွေ့ရတယ်ဒါကလည်းတကယ်ကိုတကယ်ချစ်စရာကောင်းတယ်တကယ်လည်းလေးစားစရာကောင်းတယ်ပေါ့နော်အချို့ဆိုရင်ဖုံးပြီးလိုအပ်တယ်ဆိုရင်ဘယ်လိုဆက်သွယ်ပါအဲဘယ်လိုမျိုးဖြည့်ဖြည့်ပေးပါမယ်အဲဘယ်လိုမျိုးပုံစံမျိုးနဲ့လုပ်ပေးပါမယ်ဆိုပြီးတော့အဲဒါ တကြောကြောပေါ့နော်ပို့စီတစ်ခုဝေးတစ်ခုတင်ပြီးတော့ညညာပေးနေရတဲ့ဟာတွေလည်းရှိတယ်အဲအချို့နေရာတွေမှာဆိုရင်ဒါသူတို့ရဲ့လွတ်နေတဲ့ပေါ့နော်သူတို့ပိုင်နေမြေကွက်လက်တွေဒီလိုနေရာမျိုးတွေမှာဒုက္ခရောက်နေတဲ့ပြည်သူတွေကိုခိတ္တနာခုဖို့အခွင့်ပေးတာမျိုးတွေရှိတယ်ဘာလို့လဲဆိုတော့ငလျင်ထက်ပြီးလှုပ်ဝုံးမယ်ဆိုပြီးတော့တည်တဲ့ချိန်မှာအဲသူတို့အဆောက်အဦတွေပါပေါ့တချို့အဆောက်အဦတွေပထမတစ်ချိန်မှာနေမပြိုတော့မပြိုသွားဘူးဒါပေမဲ့ထက်ပြီးနေဖို့အတွက်မဖြစ်နိုင်တဲ့အနေအထားတွေဖြစ်သွားရရှိတယ် အဲချိုးဆောက်ဦးတွေကနည်းနည်းထပ်လုပ်လိုက်တာနဲ့ထပ်ပြိုတော့မယ်ဆိုတဲ့အနေထားရှိတယ်။အဲ့လိုနေရာမျိုးတွေကြတော့မနေရဲကြတော့မနေရဲကြဘူးဆိုတဲ့အချိန်မှာအခြားနေဖို့နေရာလည်းအဆင်မပြေအဲအဲကြအဲ့လိုအနေထားမျိုးကိုကူညီဖို့ဆိုပြီးတော့အချင်းချင်းတက်နိုင်တဲ့ပုံစံမျိုးနဲ့ရရန်မြေမြေကူညီညီလောက်ကြရတာလဲတွေ့ရတယ်ဗောနော်အဲအဲ့လိုမျိုးကူညီပေးကြတဲ့သူတွေလည်းရှိတယ်အဲနောက်တစ်ခုကဒါ73စီအခမဲ့ ထည့်ပေးတာမျိုးပေါ့နော်အဲဒီသွားရေးလာရေးခက်ခဲသွားတယ်အဲသွားဖို့လာဖို့အတွက်အခက်အခဲဖြစ်နေရဆိုတဲ့သူတွေကိုဒါအခမဲ့သူတို့မှရှိရဆက်သုံးစီတွေထည့်ပေးတာမျိုးတွေလည်းဒါတွေလည်းတွေ့ရတယ်အဲပြီးတော့ချိုးဖွဲ့တွေဆိုရင်အဲချက်ချင်းလငယ်ပေါ့နော်သူတို့ကတော့ဒါငလင်ဘေးတံခံရတဲ့နေရာကမဟုတ်ဘူးဒါပေမဲ့ငလင်ဘေးတံခံရတဲ့နေရာကပြည်သူတွေဒုက္ခအတိရောက်တာကိုသိတဲ့အချိန်မှာအဲသူတို့ကိုယ်တိုင်ပေါ့နော်သွားပြီးတော့ဒါကိုယ်တိုင်ကိုကြကယ်ဆယ်ရေးတွေလုပ်မယ်ပစ္စည်းပစ္စည်းတွေတောက်ပြီးတော့ကူညီမယ်ဒါမျိုးပုံစံမျိုးနဲ့ဒါထွက်လာတဲ့အဖွဲ့တွေလည်းရှိတယ်ပေါ့နော် ဒီလိုမျိုးပြည်သူကအချင်းချင်းအတက်နိုင်ဆုံးအကောင်းဆုံးကူညီဖို့စူးစမ်းနေတဲ့အချိန်မှာဒီလိုကူညီမှုတွေကိုပိတ်ပင်လိုက်တဲ့စစ်ကောင်စီရဲ့တကက်တရုတ်မှန်ကိုလည်းတွေးလိုက်ရတယ်။စကိုင်းမှာဆိုရင်အပြက်စီးရင်အများကြီးရှိတယ်။ဒီလိုမျိုးတွေကိုချက်ချင်းလက်ငင်သွားပြီးတော့ကူညီနိုင်မဲ့အဖွဲ့တွေကအများကြီးပေါ်လာတယ်။သွားကြတယ်။ဒါပေမဲ့ဒီ PDF တွေဝင်လာမှာစိုးလို့ဆိုပြီးတော့လုံခြုံရေးရပါဆိုပြီးတော့ဒါဒါကူညီကယ်ဆယ်ရေးလုပ်မဲ့အဖွဲ့တွေကို ပိတ်ပင်တာတွေတားဆီးတာမျိုးတွေကိုလှုပ်တယ်ဗောနော်အဲပြီးတော့ကြတော့ဒါကေဇေးလှုပ်မယ်ဆိုရင်ဒါစကိုင်းမျိုးနဲ့စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပြီးရင်စကိုင်းအခြေစိုက်ဒါတမတုံးတုံးရဲ့ခွင့်ပြုချက်တို့ဒါမျိုးတွေရမှလှုပ်ရမယ်ဆိုပြီးတော့ပြောတာမျိုးတွေလည်းရှိတယ်အဲပြီးတော့ကေဇေးလုံးမဲ့သူရဲ့ကိုရေးရာဇဝင်နေအဲပြီးတော့ကျတော့ဒီပစ္စည်းအရေးအတွက်တွေဘာပစ္စည်းအမျိုးမျိုးတွေပေါ့နော်ဘာပစ္စည်းတွေလဲပေါ့နော်ပြီးရင်ဘယ်လန်းချောင်းကရတဲ့ငွေကြေးလဲဆိုတဲ့ဟာမျိုးတွေဒါမျိုးတွေအစားမေးတာမျိုးတွေရှိတယ်ပြီးရင်သူတို့ချမှတ်ထားတဲ့စီမင်းစီကံတိုင်းမဲ့လိုက်ပြီးတော့လုံးရမယ်ဆိုပြီးတော့ ကန့်သက်ထားတာမျိုးတွေရှိတယ်ဗောနော်ဒါကပြည်သူကိုတတ်တာပြည်သူကိုတတ်တာပဲဘာဖြစ်လို့ဆိုသူတို့တွေအဲ့လိုလှုပ်လိုက်ခြင်းအဖြစ်အချိန်တွေအများကြီးကုန်သွားတယ်အချိန်တွေအများကြီးဆွဲလိုက်သလိုဖြစ်သွားတယ်ဘာလို့လဲဆိုဒီငလင်းပထမတစ်ခါလှုပ်ပြီးတဲ့အချိန်မှာချို့ပြည်သူတွေကမတည်ဘူးဗျအဲ့အဆောက်အဦတွေအောက်ထဲမှာပိတ်မိနေတာအပိတ်မိနေတဲ့အချိန်မှာမြန်ဆုံးကယ်ဆယ်ဖို့အတွက်စ조사ရမှာအဲ့လိုမျိုးဟာကိုဒီကောင်ဒီကိုယ်တိုင်လည်းစ조사ပြီးကယ်ဖို့အတွက်မလုပ်ဘူးကယ်မဲ့သူကိုလည်းခုနလိုပိတ်ပင်တာတွေတားဆီးတာမျိုးတွေနဲ့အချိန်တွေဆွဲပြစ်အဲ့ကျနောက်ထပ်ငလင်းကထက်လှုပ်အောင်မှာ အထက်လို့တဲ့အချိန်မှာဒါအခုဆိုရင်ဒါခုနလိုမကယ်ဆယ်နိုင်ဘဲနဲ့ဒါအသက်ဆုံးရှုံးသွားတဲ့သူတွေဘယ်လောက်ဖြစ်သွားလဲဆိုတာဒါကျွန်တော်မသိရဘူးပေါ့နော်ဒီကောင်တွေကတကယ်ကိုတာဝန်မကင်ဘူးဒီကောင်တွေအပြီးသူကိုတတ်တာလည်းအတူတူပဲဗျာဒီလားအပြီးတော့ကျတော့ချုံနေရည်ဆိုတအားကိုချင်းနေဆိုးသွားတယ်ဗျာတေဆုံးနှုံးနေအချိန်ကြာလာတဲ့မြတ်တက်လာတယ်အပြီးတော့ကျတော့ဒါကြိုးတဲ့နေရာတွေပေါ့နော်မိစီကြိုးဇက်တွေဆိုရင်လုံးဝမလောက်မငှတွေမအားမလက်တွေစင်တွေအထိဖြစ်ကုန်တယ်အဲအချို့နေရာတွေမှာဆိုရင် ဒါနေရလည်းအရန်ပြင်းတာဖြစ်တဲ့အတွက်ပေါ့နော်အပုံနှံ့နေရဆထွက်လာတာမျိုးကြီးရှိတယ်အဲပြီးတော့ခုနလိုအချိန်ဆွဲမှုတွေကြောင့်မလို့အသက်ဆုံးရှုံးရတဲ့သူတွေလည်းရှိနိုင်မယ်ပေါ့နော်အာတော်တော်ကိုအချိန်နေဆိုးတယ်ကျွန်တော်တခုကြားလိုက်တယ်အဲ့ဒါဘာလဲဆိုတော့အဲအဲ့လိုပေါ့ဒီညဘက်တွေဆိုရင်ကုညီကစေးတွေမလောက်ရအောင်ဆိုပြီးတော့ပိတ်ပင်လိုက်တဲ့ပုံစံမျိုးဆိုပြီးရှိတယ်ဆိုပြီးတော့လေသတင်းတစ်ခုမှတွေ့လိုက်တယ်ပေါ့နော်ဒါဟာတော်တော်ဝန်မရိုင်းတာဗျာပြောရမယ်ဆိုရင်အချိန်နဲ့မျှရေးတကြီးကဲရမယ့်အချိန်မှာ အဲသူတို့ပဲလုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ခွင့်ပြုချက်ရအောင်လုပ်မယ်ဆိုတဲ့ပုံစံမျိုးပိတ်ပင်လိုက်တဲ့အခါကျတော့ဒီပြည်သူတွေကိုသူတို့တတ်တာနဲ့အတူတူပဲဗျာနောက်တစ်ခုကတော့ဒါဒီကုညီကယ်ဆယ်ဖို့စ조사ရတဲ့အချိန်မှာကျွန်တော်ပြည်တွင်းကနေမှမဟုတ်ဘူးပေါ့နော်အဲအခြားပြည်ပနိုင်ငံတွေကနေလည်းကုညီကယ်ဆယ်ဖို့조사ကြရတယ်ရှိတယ်အခုဆိုရင်ဒါအဲလာကူတဲ့နိုင်ငံတွေဆိုရင်ရုရှားတရုတ်အိန္ဒိယထိုင်းစင်ကာပူမလေးရှားဗီယက်နမ်အဲအဲဒါမျိုးပုံစံမျိုးတွေလာခဲ့ကြရတဲ့သူရှိတယ်အဲ့ဒီနေရာမှာတစ်ခုရှိရထိုင်ဝမ် ထိုင်ဝမ်ကလာပြီးတော့ကုညီကယ်ဆယ်မယ်ဆိုတဲ့အဖွဲ့ကိုလေးစိတ်ရောက်မှပြန်လွတ်တယ်ဆိုပြီးတော့လက်တာတရင်တစ်ခုမှတွေးလိုက်တယ်ဗောနော်အဲ့တော့ဟိုလာပြီးတော့ကယ်ဆယ်လာကိုနိုင်ငံကအခုချိန်မှာသူတို့ကိုယ်တိုင်ကလည်းပြင်းပြင်းစင်စင်လုပ်မထားဘူးကြိုတင်ကာကွယ်ရမရှိဘူးပစ္စည်းပစ္စည်းတွေမလောက်ငါဘူးအဲခုနကလို့ကယ်ဆယ်ရေးအဖွဲ့ကြီးအဲမလောက်ငါဘူးပြင်ဖြစ်သွားတဲ့အချိန်တွေကြီးရတယ်တကယ်အကြီးအဲ့လိုအနေထားမျိုးမှာရှိသမျှကုညီကိုကျွန်တော်တို့ကလိုအပ်တယ်အဲကြတော့ လာကူမဲ့နိုင်ငံကတော့မှပြင်ပခံပြီးတော့ဒီနေရာထိရောက်လာပြီဆိုရင်ဘာဖြစ်လို့ခွင့်မပြုပေးတာလဲပေါ့နော်အဲ့ဒါကတော့ဒါသူဒီခုနလိုပေါ့နော်ထိုင်ဝမ်နဲ့တရုတ်နဲ့ကဒါမတည့်တာမျိုးတွေရှိတယ်ရှိတော့ကြတော့အဲတရုတ်ရဲ့ညှို့ညင်မှုကိုခံရမှာဆိုလို့မင်းအောင်လံထိုင်ဝမ်ကလာပြီးတော့ ကိုညီတဲ့ကေဇေးအဖွဲ့တွေကိုပြန်လွှတ်တာဖြစ်တယ်လို့ဒါကျွန်တော်ယူဆလို့ရတယ်။ဒီကတော့တရုတ်ကသူ့ကိုမြေမုံကျိုးမှာကြောက်တယ်။တရုတ်ကသူ့ကိုညိုညင်မှာကြောက်တယ်ပေါ့နော်။ဒေါက်တာမတ်ရိုင်းတဲ့ကောင်သူ့ကိုကျိုးပဲကြည့်ပြီးတော့ပြည်သူတွေအတွက်ကိုမကြည့်ဘဲနဲ့ခုနလိုမျိုးပိတ်ပင်တာပေါ့နော်။နောက်ခုကတော့ဒါမင်းအောင်လှိုင်ရဲ့လောက်ွက်ပေါ့ဗျာ။အဲ့ဒါတော့ဒါအိန္ဒိယဝန်ကြီးချုပ်ထံနဲ့အဲသူနဲ့ဖုန်းပြောတဲ့ဗီဒီယိုဖိုင်တစ်ခုမြောက်ရီကနေတက်လာတာတွေ့တယ်။လွှင့်တဲ့ရုပ်တံကလည်းသူတို့ရဲ့ဝါရဖြန့်ဒါ TV ရုပ်တံနေရာဖြစ်တဲ့ဒါမြောက်ရီပေါ့နော်။ ဲ့လိုမျိုးရိရုပ်တံလမ်းကနေလွှင့်နေပြီးတော့ကျတော့ပြောနေတဲ့ပုံစံကဗျာတကယ်တကယ်စေနာပါလို့မဟုတ်ဘူး तू ဘလောက်ထိလုံနေပါလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ तू ဘလိုမျိုးထိအဲဒါမြေပြင်မှာဆင်းပြီးတော့လုံနေပါလဲဆိုတဲ့ပုံစံမျိုးကိုပြချင်အောင်တက်တက်ဖြစ်တယ်ပြီးတော့ဟိုဘက်ကလက်ခံစကားပြောနေတဲ့ဟာဘယ်ကောင်မှန်းလဲကျွန်တော်တို့လည်းမသိဘူးပေါ့နော်ဒါကလုံးဝဝါရဖြတ်နဲ့ video file တစ်ခုတက်တက်လို့ပဲကျွန်တော်တို့မြင်တယ်နောက်တစ်ခုကတော့အဲ့လိုပေါ့ဒါပြောနေတဲ့အချိန်မှာကိုပဲ तू ကအဲ့လိုတကယ်သာဆိုရင်ပေါ့နော်ဟိုပြောနေတဲ့အချိန်မှာ तू ကကျွန်တော်ရောက်နေတဲ့နေရာကအထူးကအများဆုံးဖြစ်တာဆိုပြီးတော့ပြောပါ ပြောရရင်တော့ तू อ่ะအထိကိုက်များဆုံးဆိုတဲ့နေရာအထိပါဆင်းပြီးတော့လှုပ်နေပါလေဆိုတဲ့ပုံစံမျိုး तू อ่ะပြောချင်တာပေါ့နော်အဲနောက်တစ်ခုကတော့ဒါ तू ကသာနေအစိုးရပါဆိုပြီးတော့ तू อ่ะပြောချင်တာအဲ तू ကသာအစိုးရ तू ကသာနေဒါမျိုးတွေလိုက်လှုပ်တယ် तू မတာဝန်ယူထားတယ် तू ဒါတွေကိုတထက်ဝင်လိုက်ပြီးတော့ကြီးစုနေပါလေဆိုတဲ့ပုံစံမျိုးပြောချင်တာပါ तू လှုပ်ချင်တာပေါ့နော် ပြောရရင်တော့နာမည်ကောင်းဝင်ယူတယ်ပြီးရင်နိုင်ငံရေးအမျက်ထုတ်တယ် ပြီးတော့ဒါနိုင်ငံတကာရဲ့အကူအညီကိုအဲသူကိုကြိုးရှာကျင်တာလည်းရှိတယ်ရှေ့မှာဆိုရင်နာဂိလိုကိစ္စမျိုးတွေရှိတယ်နာဂိဖြစ်တော့ကလည်းဒါကြောင့်ဒါပြောပြချက်တွေရတီးရတဲ့သတင်းနေရပါတော့ပြီးရင်အထဲထဲကနေပြီးတော့စီဒီအန်လောက်လာတဲ့သူတွေရဲ့ပြောပြချက်ရဆိုအဲ့ဒီတော့ကကြုံရတဲ့ဟာတွေကတော်တော်ကိုဒီရုပ်ပါတယ်ဗောနော်ပြောရရင်နိုင်ငံတကာအကူအညီတွေလာတဲ့အဲ့အကူအညီတွေကို အဲသူတို့စီကနေပဲတဆင့်သွားခိုင်းတယ်အဲသွားခိုင်းတဲ့ဆိုတဲ့အချိန်မှာမြေပြင်တကယ်ဒုက္ခရောက်တဲ့သူတွေစီကိုလုံးဝမရောက်ဘူးအပြည့်ဝမရောက်ဘူးအဲပြောကြအဲ့လိုလာပြီးတော့လှူပါဆိုတဲ့ပစ္စည်းတွေကအစသူတို့ရဲ့ကိုကြိုးအတွက်ဒါခိုးဝက်ပြီးတော့ယူသွားရရှိတယ်ပြီးရင်အပြင်မှာပြန်ပြီးတော့ရောင်းချတာမျိုးတွေရှိတယ်အဲပြီးတော့သူတို့သုံးဆွဲတာတွေရှိတယ်ပေါ့နော်ဒုက္ခရောက်လို့လာပြီးတော့ကူညီပါတယ်ဆိုတဲ့ဒီလိုမျိုးပစ္စည်းပစ္စယမျိုးတော့မှကိုကြိုးရှာဖို့အတွက်လှုပ်ရဲပါတယ်ဆိုတော့ဒီကောင်းနေဘလောက်တောင်မှအကုသို့ကြီးလိုက်မလဲပေါ့ဗျာ ပြီးတော့ဒါကိုဗစ်တုန်းကဆိုလဲဒါတို့ရွေးကောက်ပွဲအမျက်ထုတ်တာမျိုးတွေရှိတယ်။ဒါအခုဆိုရင်ကျွန်တော်နိုင်ငံကဘေးမျိုးမျိုးတင့်နေတာပေါ့ဗျာ။အဲကိုဗစ်အဲပြီးရင်ကိုဗစ်ဘေးပေါ့နော်။ပြီးတော့ရေဘေးအပြီးတော့ငလျင်ဘေးအဆိုးဆုံးကတော့မေဘေးဒီမင်းအွန်လိုင်းစစ်အာဏာယူတဲ့ကိစ္စကြောင့်မလို့အဲစစ်ဘေးတင့်နေရတဲ့နိုင်ငံတစ်ခုဖြစ်နေတာပေါ့။တကယ်ကိုကျွန်တော်နိုင်ငံကဟိုတနာဖို့ကောင်းတယ်ဗျာပြည်သူတွေကလေ။ အဲနောက်ထပ်သူတို့ရဲ့ရုပ်မာတဲ့အချက်တစ်ခုအနေနဲ့ဗာတွေ့ရလဲဆိုတော့သူကဒီမြေပြင်အခြေအနေပေါ့နော်မြေပြင်အခြေအနေတွေကိုဒါငလျင်နဲ့ပတ်သက်တဲ့သတင်းတွေယူဖို့အတွက်အဲနိုင်ငံခြားသတင်းတောက်တွေကိုသတင်းယူဝင်မပေးဘူးဆိုပြီးတော့လည်းသိရတယ်ဒါလည်းပိတ်ပင်တာပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒါအဲဒီဇော်မဲလုံးဇော်မဲထုံးကပြောတာပေါ့နော်ဇော်မဲလုံးပေါ့နော်အဲဇော်မဲလင်ကပြောတာနေစရာတဲစရာအဆင်မပြေဘူးပေါ့လျှက်စစ်မီအဆင်မပြေဘူးပေါ့နော်ရေနဲ့ပတ်သက်ပြီးတော့အခက်အခဲရှိတယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ဒီလိုမျိုးသတင်းယူခွင့်ကိုဒါပိတ်ပင်လိုက်တယ်ပေါ့နော်အဲကျွန်တော်အမြင်ကတော့ဒါက ဲဘယ်သတင်းတောင်းမှတော့ဗျာလုံးဝဟိုအပျော်ကြီးထွက်လာတယ်ဆိုပြီးတော့မလာပါဘူးဒီလိုမျိုးငလျင်သတင်းလာယူရဲမြန်မာနိုင်ငံရဲ့အခြေအနေကိုလည်းတို့အားလုံးသိထားပြီးဖြစ်တယ်ဖြစ်တော့ကြတော့ဒီလိုမျိုးအခြေအနေမှာကြုံရနိုင်တဲ့ဒါခက်ခဲတွေကိုတော့တို့အကုန်လုံးထည့်တွယ်ပြီးမှာပဲလာတာပဲပြင်ဆင်ပြီးမှာပဲလာတာပဲအဲ့ကြလာမဲ့သူတော့လာရဲတယ်ဗျာဒီဟာတွေအမှန်တရားအတိုင်းသိဖို့မလိုဘူးလားဒီလိုမျိုးတိမပဲဒါနိုင်ငံကရဲ့အကူအညီတွေပို့ပြီးတော့ရမယ်လို့မထင်ဘူးလားအဲဒါပေမဲ့ဒီမင်းအွန်လိုင်းတို့ဒါဇော်မဲလုံးတို့ဆိုတာကအဲခုနလိုမျိုးဒါသတင်းယူကွယ်မပေးဘူးပေါ့နော် မပေးဘဲနဲ့ပိတ်ပင်လိုက်တယ်အဓိကတော့သူတို့စောက်တော့မကြဘူးသူတို့တွေလိုအပ်ချက်တွေရှိတယ်သူတို့တွေပို့ရော့တယ်သူတို့တွေပြည်သူကိုစေနာမထားဘူးသူတို့လုံနေကြနေတာတွေကဒါပြည်သူဘုံမှာဒါညွှန်းလို့ပေါ့နော်တက်ပြတ်နေတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတာကိုကဘာကတိသွားမှာကြောက်တယ်ပေါ့နော်အဓိကတော့ဒါပြောရရင်သူတို့စောက်တော့မကြတာကိုကဘာကတိမှာဆိုးတာပဲနောက်ထပ်အဆိုးဆုံးတစ်ချက်အနေနဲ့ကဒါဒီကဘာကတော့ဘောနော်ဒီငလင်တန်နဲ့ပတ်သက်လို့ဒီမြန်မာနဲ့မြန်မာပြည်သူတွေနဲ့အတူတူဝမ်းနဲ့ကြေကွဲပြီးတော့ အဲခုနလိုကိုကြီးကယ်ဆယ်မှုတွေပြုတ်လုံနေတဲ့အချိန်စာနာမှုတွေပေးနေတဲ့အချိန်မှာမင်းအွန်လိုင်းဆိုတဲ့ကောင်ကဒီငလင်းကိုအခွင့်ကောင်းယူပြီးတော့ဒါခုနလို ပြည်သူတွေရှိတဲ့အာနေရာမျိုးတွေပေါ့နော်အဲအဲ့အရာတွေကိုဘုံကျဲတိုက်ခိုက်တာမျိုးတွေလုပ်တယ်အဲနောင်ချိုးပေါ့နော်အဓိကအဲ့ငလင်းလောက်တဲ့နေမှာဆိုနောင်ချိုးတို့မကွေးတို့ဒါမျိုးနေရာမျိုးတွေကိုဒါရဲရဲဆက်ဆက်ဘုံကျဲတာမျိုးတွေသူလုံးဝမရှောင်ဘူးလုံနေတော့မဲပေါ့နော်အဲပြီးတော့ကျတော့ဒီဒီလောက်ထိဝမ်းနဲ့ကြေကွဲစရာကောင်းပါတယ်ဆိုတဲ့အချိန်ပေါ့နော်အားလုံးတော်တော်များများပါဗျာအချို့ဆိုရင် လုံလဆလုံတွေအကုန်လုံးကိုရပ်လိုက်တယ်။ဒါချိုးကဒီငွေကြေးနဲ့ပတ်သက်တဲ့ဟာမျိုးလည်းရှိမယ်။အချိုးကအဲဒီသူ့ရဲ့ပုံမှန်လုံနေကြအလုံးနဲ့ပတ်သက်တာမျိုးလည်းရှိတယ်။ဒါပေမဲ့လည်းဒီလိုမျိုးကြီးဂျုံလိုက်ဖြစ်လိုက်တွေးလိုက်ပြီးဆိုတဲ့အချိန်မှာလုံနေကြအလုံးတွေကိုဆက်ပြီးတော့မလုံနိုင်ဘူးဗျာ။ရက်ရက်ပြလိုက်ရတယ်ဗောနော်ရက်ရက်ဖြစ်ဖို့အထိပါစိတ်ဒီကိုက်ချိကွဲနေရတဲ့အချိန်မှာဒီသရောင်းစားကခုနလိုရန်ကုန်လိုနေရာမျိုးမှာမန်တက်တွေစောက်ဖို့စူးစမ်းနေရမျိုးတွေအကြံတွင်ပျော်ပွဲရှင်ပွဲလုပ်ဖို့အတွက်ကိုပြင်ဆင်နေရမျိုးတွေကိုတွားပြီးတော့တွေ့ရတယ်ဗောနော်ဒါဟာလဲကြည့်ရမယ်ဆိုရင် အဲပြည်သူပေါ်မှာဘယ်လောက်ထိဇေနာမထားလဲဆိုတာလည်းမြင်ရတယ်ဒီကောင်တွေကကိုကြိုးကြည့်တဲ့ကောင်တွေပဲနိုင်ငံကိုသူတို့ကိုကြိုးအတွက်ကသူတို့ကိုကြိုးအတွက်ပဲအတုံးချနေတဲ့ကောင်နေဆိုတဲ့ဟာကိုလည်းပေါ်လွင်ထင်ရှားစေတယ်ဗောနော်ဒါတော့ဒါမြောက်လိုက်အခုဒါအာနာရှင်ဗောနော် အာနာရှင်ကအဲသူ့ရဲ့သောက်သုံးကြမှုတွေပြည်သူပေါ်မှာဇေနာမထားတာတွေပြီးရင်သူ့ရဲ့ရုံမာတဲ့လောက်ရက်တွေဗောနော်အဲအဲ့လိုမျိုးတွေနဲ့ပတ်သက်လို့ဒါမြင်ရတွေ့ရတဲ့ဟာတွေကိုပြောခဲ့တာဖြစ်တယ်အဲအဲ့ညမှာဒါကြောင့်ပြည်သူချင်းချင်းကူညီကြတဲ့အခါမှာတွေ့ရတဲ့အချို့ ဟာတွေဆိုရင်တော်တော်လေးကိုကြီးနူးစရာကောင်းတယ်အဲပြီးတော့ဒီကေဆေးအေးသမားတွေပေါ့နော်တကယ်လေးစားဖို့ကောင်းတယ်ဆိုတော့ကေဆေးအေးလောက်ပါတယ်ဆိုကနေကသူကလူလူအသက်ကိုကယ်ဖို့အတွက်ကြိုးစားတယ်ဒါပေမဲ့သူတို့အခုကယ်နေရတဲ့အခြေအနေကသူတို့အတက်အသက်ပါဆုံးရှုံးနိုင်တဲ့အခြေအနေမျိုးဘာလို့လဲဆိုတော့ဒီငလျင်တန်ကြောင့်ပြိုကျသွားတဲ့အဆောက်အဦတွေဟာ အချို့နေရာတွေမှာဆိုရင်သူကအထောက်ကန်လေးတစ်ခုရှိလို့ဒါသူကလုံးလုံးပြီးကြမသွားတာပေါ့နော်ဒါပေမဲ့အဲဥစားမျိုးကိုဒါခုနလိုပေါ့နော်မတော်တဆပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပြုတ်ထွက်သွားပဲဖြစ်ဖြစ်ဆွဲလိုက်မိတာပဲဖြစ်ဖြစ်သူတို့ကပြီးပြီးတော့ဒါအသက်ဆုံးရှုံးနိုင်တဲ့အနေထားဒါတောင်မှပဲလုံးဝဟိုးအတွင်းထဲထိရောက်အောင်လိုက်ပြီးတော့ကုညီတာမျိုးတွေကယ်ဆယ်တာမျိုးတွေဆွဲထုတ်တာမျိုးတွေ တို့အသေးအံလိုက်လုပ်တယ်ပေါ့နော်အဲပြီးတော့ဒါပြည်သူတွေရတဲ့လုံးဝဆွဲမလျှော့ဘူးအဲပြီးတော့ဒါလွတ်မြောက်လာတဲ့ပြည်သူတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲကေဇေကြီးကကေဖို့စူးစမ်းတဲ့အချိန်မှာဒါကလေးလေးနှစ်ယောက်နဲ့ပေါ့နော်အဲမိန်းကလေးကလေးလေးနှစ်ယောက်နဲ့အဖွားတယောက်နဲ့ဆိုလဲအဲ့လိုပဲလုံးဝဒါပိတ်မိသွားပြီဆိုတဲ့အချိန်မှာသူတို့ဖုန်းလေးတွေယူလာတယ်အဲယူလာပြီးတော့ခုနလိုဒါဒီအဆက်တွေကိုစူးစမ်းရတယ်ပေါ့နော်အဖွားလုတ်တဲ့သူကလည်းမပြေးနိုင်တော့ဘူးအဲ့ချိန်မှာတိုက်ကပြိုကျသွားပြိုကျသွားပြီဆိုတဲ့အချိန်မှာဒါသူတို့ပိတ်မိနေတယ်အသက်ရှိသေးတယ်အ ဲဒါပေမဲ့အဲ့လိုကယ်ဆယ်ဖို့စူးစမ်းတဲ့အချိန်မှာချက်ချင်းလက်ကြီးကယ်ဆယ်နိုင်တာမျိုးမဟုတ်ဘူးပထမတစ်ယောက်လာတယ်ဒုတိယတစ်ယောက်လာတယ်အပြီးရနဲ့ထပ်ပြီးတော့တို့ရှိတယ်တို့အသက်ရှင်သေးရဆိုတာသိတဲ့အချိန်မှာထပ်ပြီးစူးစမ်းတဲ့အချိန်မှာတို့ကလည်းဒီတိုင်းမနေပဲနဲ့လုံးဝအဲ့ဒီဆောက်လို့ဒီဒီဟိုဟာကယ်ဆယ်ကြီးလောက်တဲ့ဟိုဟာရဲ့တူကိုယူပြီးတော့အထဲထဲကနေပြီးတော့အပေါက်တွေဖောက်တယ် အဲပြီးရင်ခုနလိုဒါတစ်တစ်ချောင်းနေတစ်သားတွေအစားချိုးပြီးတော့ရက်ခတ်အတာမျိုးတွေလှုပ်သူတို့အဖွားကိုပေါ့နော်အသက်ရှင်ဝင်ရအောင်သူတို့နီးပြောဆောင်နဲ့ကြိုးစားပန်းစားနဲ့လှုပ်ဆောင်ခဲ့တာတွေလည်းသိရရင်နာကြရတယ်ပေါ့ဗျာရင်နာကြရဒါပေမဲ့လည်းတကယ်ကြိုးစားရုံးကန်ပြီးတော့ပြန်ပြီးတော့ဒါရှင်သန်ခွင့်ရအောင်လုပ်နိုင်ခဲ့တဲ့ဖြစ်ပျက်တွေကလည်းတကယ်ဝမ်းသာကြည်နူးစရာကောင်းတယ်ပြီးတော့ကေစေးသမားရဲ့ဒါဆုံးလို့နေနာခံမှုတွေကိုလည်းတကယ်မျက်မြင်တွေ့ရတဲ့အခါမှာ ဟောတကယ်ကိုအောချလောက်တယ်မတို့ဆိုရင်တော့မှလုံနေပါမလားဆိုတဲ့အတွေးမျိုးတွေလည်းတွေ့ရပြီးတော့ကြာကေစဲကြီးလုံနေစဉ်တော်တွင်းမအောင်ပဲငလင်းနေထက်လှုပ်လို့ပေါ့နော်လမ်းပေါ်မှာထွက်ပြီးတော့အကုန်ဒါပြားပတ်ခတ်ဟိုလှုပ်ရှားနေကြတဲ့အချိန်မှာဒီအဖွဲ့တွေကဆအဲကေစဲဘုတ်အတွက်မပြက်ကူညီကြတဲ့ဟာမျိုးတွေမြင်ရတော့လေပေါ့နော်ဟာသူတို့တွေများအသက်တွေများအပူပါလို့များလားဆိုတဲ့အတွေးမျိုးတော့ဝင်မိတယ်ပေါ့နော်တကယ်ကိုလေးစားစရာကောင်းတဲ့ဒါကေစဲလုတ်တဲ့သူတွေကိုလည်းဒါချီးကျူးခြင်းနဲ့ပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော်တို့သတိထားရမယ့်ဟာပဲဗျာအခုလိုမျိုးဒါဖြစ်ပြီးဟိတ်အကူကြီးတွေလိုပြီးဟိတ်ဒါဒီလိုမျိုး ကူညီကြပါကေစေကြပါဆိုပြီးတော့လောက်ကြတဲ့အချိန်အားလုံးကလည်းဒီဟာအတွက်နဲ့ကူညီဖို့ပဲစဉ်းစားကြတဲ့အချိန်ပေါ့နော်အဲကျွန်တော်ဆိုလဲကျွန်တော်တက်တိုင်းတော့မရှိလဲကျွန်တော်တို့ဘယ်ဖွဲ့အစီကူမလဲဒါမျိုးပုံစံမျိုးတွေကျွန်တော်တို့လည်းချက်ချင်းတွေးပြကြအဲကြနှလုံးသားရှိတဲ့လူမှန်သမျှဒီအတွေးမျိုးပဲတွေးရမှာငါတို့ဘယ်လောက်ကူနိုင်လဲငါတို့ဘယ်ကိုကူကြမလဲဘယ်နေရာတွေမှာတုတ်ခါရအောင်လဲဘယ်လိုမျိုးကူညီကြမလဲဆိုတဲ့အတွေးပဲရှိနေတဲ့အချိန်မှာကိုကျိုးရှာတဲ့အဖွဲ့တွေရှိလာတတ်တယ်အဓိကတော့ဒီလိုမျိုးပတ်စံကိုစားရတဲ့ကောင်တွေပေါ့ဗျာအဲ့လိုမျိုးကောင်မျိုးတွေစီကိုဒီ ဒီဟိုပါဘောเนาะဒါပြည်သူတွေရဲ့ကျွေးနေစာတွေပြီးတော့စေတနာတွေပေါ့เนาะဒါတွေမရောက်သွားဖို့လည်းအရေးကြီးတယ်တကယ်ထိရောက်တဲ့နေရာမှာတကယ်ထိရောက်တဲ့အကူအညီတွေဖြစ်ဖို့အတွက်ကိုလည်းကျွန်တော်တို့တေချာစီစစ်ပြီးတော့အခုနလိုအကူအညီကြစီခြင်းတော့ပေါ့เนาะဒါကလည်းကျွန်တော်တို့သတိထားရမယ့်အရာတစ်ခုဖြစ်တယ်ပြီးတော့ဒါမင်းအွန်လိုင်းလို့ဆိုလဲဒါအခုဆိုခံစားရပါတယ်ဒီကောင်းနေဆိုလဲ ဒါကျွန်တော်ကတော့အဲ့ထက်ပိုပြီးတော့ခန်းစားစီချင်တာပါတော့အဲတို့ပြိုကျတဲ့အစာအုပ်တွေလည်းရှိတယ်ပြီးတော့ကျတော့ဒီတတအုပ်ဘက်မှာဆိုလည်းအာရောက်50လောက်ခန့်သွားဆိုပြီးတော့လည်းတည်ရတယ်လည်းရှိတယ်ဒါကြီးတော့ကျွန်တော်လိုက်ပြီးစုံစမ်းစဲပေါ့နော်အဲတို့အတွင်းထဲမှာတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့လုံးဝတည်င်းမထွက်အောင်လို့နှီးမျိုးစုံနဲ့စူးစမ်းဖုံးကွယ်နေရမျိုးတွေလည်းရှိတယ် အဲအဲ့လိုမျိုးအမှုအရာတွေအပြောဆိုတွေကိုလည်းကျွန်တော်တို့သတိထားမိတယ်အဲ့တော့ကျွန်တော်ဒေချာပေါက်ဒီကောင်းနေအထဲမှာလည်းပျက်စီးဆုံးရှုံးမှုတွေရှိတယ်ဒေဆုံးမှုတွေရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်ကတီချာဝန်သားစရာတစ်ခုအနေနဲ့ကျွန်တော်ရှာဖွေပြီးတော့မေးမြန်းထားတဲ့ဟာပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီကောင်းနေလည်းဒေချာပေါက်ထိတယ်အဲအဓိကတော့ခုနလိုကောင်မျိုးတွေမပါသွားတော့ရင်နာဆုံးပဲပေါ့နော်အဲပြီးတော့ဒါကျွန်တော်တို့ပြည်သူကပြည်သူမှာပြည်သူပဲရှိတယ်ပေါ့ဗျာအခုဆိုရင်ချို့လောက်ရက်တွေဆိုရင်တိတ်ကြရတာမကောင်းဘူးပေါ့နော်အဲချို့ကယ်ဆယ်မှုတွေကို အဲရက်ခိုင်းတာမျိုးတွေရှိတယ်သူတို့ဆက်ပြီးတော့မရှာဖွေတော့ဘူးဆိုပြီးတော့ဒါမျိုးပုံစံမျိုးတွေလောက်ကြရလက်ရှိတယ်ဒါပေမဲ့အဲ့အထဲထဲမှာရှိသေးတယ်အဲ့သူတို့ရဲ့မိသားစုပေါ့ဗျာအဲ့အောက်မှာပါသွားတဲ့သူတို့ရဲ့မိသားစုတွေ ਨੇ သူတို့ရုပ်အလောင်းပဲဖြစ်ဖြစ်ခုနလိုပေါ့နော်တခုခုပဲဖြစ်ဖြစ်တက်တည်ပုံစံမျိုးလေး ਨੇ သူတို့မှပြန်မရဘူးဆိုရင်ဘလောက်တောင်ခံစားရမလဲဆိုတဲ့အတွေးမျိုးတွေးစီချင်တာပေါ့ဗျာအဲ့ကြတော့ဟိုချိုးပြည်သူတွေကဒါမျိုးနဲ့ပတ်သက်ပြီးတော့မကြိုက်ပါဘူးပြီးရင်ရှာဖွေကယ်ဆယ်မှုနဲ့ပတ်သက်လို့ပြင်ပန်းတာတွေတည်တယ်အနေအများကြီးတည်တယ် ါပေမဲ့လည်းပြည်သူရဲ့မျှော်လင့်ချက်ပေါ့နော်မိသားစုတွေရဲ့မျှော်လင့်ချက်တွေကတော့ဒီအပြည့်စည်ပုံတွေအောက်မှာအခုထိရှိနေတော့မယ်အခုကကျွန်တော်ပြည်သူမှပြည်သူပဲရှိတယ်ကျွန်တော်တို့ပို့ပြီးတော့စ조사စ조사ကြရမယ်ဒီအပြည့်စည်ပုံတွေဂျားတဲ့ကနေပဲကျွန်တော်အခုနလို့ပေါ့နော်အဲပြန်လည်ထူထောင်ရေးလုပ်ငန်းမျိုးတွေဆက်ပြီးတော့စ조사ရမှာရှိတယ်ပြီးတော့ထိခိုက်နစ်နာသွားတဲ့မိသားစုတွေပေါ့နော်အဲဒုက္ခဒုက္ခရောက်သွားတဲ့အသက်ဆုံးရှုံးသွားတဲ့မိသားစုတွေအတွက်ကိုကျွန်တော်တက်နိုင်သလောက်ဘာတွေလုပ်ပေးမလဲဆိုတဲ့အတွေးမျိုးတွေပဲကျွန်တော်တွေးစီခြင်းနဲ့နောက်တစ်ခုကတော့ဒီလိုမျိုးဒါတကယ်ကို ွေးပြက်စရာအကြောင်းအရာကြီးကိုပြောပြီးတော့ဗောနော်အဲကိုလှုပ်နေတဲ့အလှုပ်နဲ့ခုရုံးလှုပ်ပြီးတော့ပြောတာမျိုးတွေလဲကျွန်တော်တို့ကတော့မဖြစ်စေချင်ဘူးအဓိကတော့ဒါချိန်ကွဲစရာဝမ်းနည်းစရာကြီးဖြစ်တယ်ကျွန်တော်တို့ဘာကူညီရမလဲဆိုတဲ့အတွေးမျိုးပဲထားတင်တယ်ကျွန်တော်တို့ဒါကူညီကြပါဆိုတဲ့ပုံစံမျိုးပဲပြောတင်တယ်ဗောနော်အဲဒါကြီးကတော့အခွင့်ရေးပါကွာဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်လည်းသိတော့သဘောမကျလောက်ဘူးဗောနော်ဒီအချိန်မှာပြည်သူတွေအရန်ဒုက္ခရောက်နေတယ်အဲကြောင့်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ပြည်သူမှာပြည်သူပဲရှိတယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်ဆက်ပြီးတော့ ကြိုးစားဆီခြင်းပါတယ်အဲတက်နိုင်သလောက်လည်းကူညီပေးကြပါလို့လည်းကျွန်တော်ဒီနေ့ကနေညွှန်ညွှန်တောင်းဆိုပါရဗျအားလုံးပဲကျေးဇူးတင်ပါတယ်